င်းစီလေးစံတရင်အစီအစဉ်တွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့ညမိုးထပ်ပေါင်းတင်ဆက်ပေးခြင်းနဲ့တွင်အကြောင်းအရာတွေကတော့ကမ္ဘာရွှေစေးနဲ့အတူမြန်မာရွှေစေးပေါင်းနိုင်ပါမြင့်တာဆိုတဲ့တွင် ိုင်းတောင်တက်လမ်းလျှောက်ရာသီကိုဒီဇင်ဘာတွင်စတင်ပြီဆိုတဲ့သတင်းမြမကျောင်းမြတ်ရန်နာပြပွဲ၌ပလဲကျောင်းစိမ့်နှင့်ကျောင်းမြတ်အတွဲပေါင်း၄တောင်ကျော်အားရုံးချနိုင်ခဲ့ဆိုတဲ့သတင်းနိုင်ငံတကာသတင်းပုံလေးနဲ့ 2025ကွမ်ကျူးမော်တော်ရှင်ပြပွဲ၌တရုတ်ဈေးကွက်အတွက်အထူးထုတ်လုပ်သည့်နိုင်ငံတကာမှကားပုံစံအသစ်များပြသဆိုတဲ့သတင်းအဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတပုတ်အနေနဲ့ ကပန်းရွှေစေးနဲ့အတူမြမရွှေစေးပါ လိုက်ပါမြင့်တက်လာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ခဘာရွှေစေးမြင့်တက်လာခြင်းနဲ့အတူမြမရွှေစေးလည်းလိုက်ပါမြင့်တက်လာထဲလို့ရွှေစေးကအတိုင်းဝိုင်းကတည်အောင်ပါထဲပြီးခဲ့တဲ့ရပိုင်းကအသက်ချတိတ်မရှိခဲ့တဲ့မြမအခောက်ရွှေပြင်ပပေါင်းစေးမှာတရရထွင်တစ်ချက်သားကိုငွေချက်တသိန်းအထိမြင့်တက်ခဲ့ပါထဲဒဝင်းမလာ24ရက်ကတစ်ချက်သားကို86သိန်း5000ချက်ရှိခဲ့တဲ့အခောက်ရွှေပြင်ပပေါင်းစေးမှာရမန်နေ့နိုဝင်ဘာလ25ရက်နေ့ပိုင်းက89သိန်း5000နဲ့ဈေးဖွ ွင့်ခဲ့ပြီးညနေပိုင်းမှာထော့89သိန်း1000ကျပ်နဲ့ဈေးပိတ်ခဲ့ပါတယ်။ယနေ့နိုဝင်ဘာလ26ရက်နေ့မှာထော့အခောက်ရွှေပြင်ပပေါင်းဈေးဟာတစ်ကြက်သားကို89သိန်း2000ကျပ်နဲ့ဈေးဖွင့်လာခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးရွှေလုံငန်းရှင်များအသင်းမှထုတ်ပြန်ထည့်ရှင်ညွန်းစေးမှလည်းယမန်နေ့ကထုတ်ပြန်ထည့်စိန်နှုံထက် အနှဲငယ်တက်လာပြီးတကြက်သားလေး59သိန်း8000ကျပ်ကို ရောက်ရှိလာပါထည့်ယမန်နေ့ကတောင်စားကို4146ဒေါ်လာရှိခဲ့တဲ့ကဘာရွှေစေးမှလည်း4165ဒေါ်လာသို့ဆက်လက်မြင့်တက်လျက်ရှိပါထည့်လို့သိရပါထည့်ရှင်ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ မော်လမြိုင်တောင်ဝိုင်းတောင်သက်လမ်းလျှောက်ရာသီကိုဒီဇင်ဘာတွင်စတင်ပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မုံပြင်းနယ်မော်လမြိုင်မြို့မှာနှစ်စင်ကျင်းပါနေထိတောင်ဝိုင်းတောင်သက်လမ်းလျှောက်ရာသီကိုဒီဇင်ဘာလတရက်မှစတင်မယ်လို့သိရပါထိတောင်ဝိုင်းသာသနာပြုဆရာထောအရှင်ဆန္နာသောတိကဒီဇင်ဘာလတရက်မနက်ပိုင်းကစတင်ပြီးပြည်သူလူထုကျမ်းမာရေးတောင်သက်လမ်းလျှောက်ပွဲနဲ့ဖျားဖူးရာသီကိုစတင်မယ်လို့မိန့်ကြားခဲ့တာပါ နှစ်စဉ်ဒီဇင်ဘာလကနေဇန်ဝါရီလအထိတောင်းတက်ရာသီအဖြစ်သတ်မှတ်ထားပြီးတောင်းတက်ရာသီအတွင်းနနက်၄နာရီခါနေ၉နာရီအထိလမ်းလျှောက်တက်ရမယ်လို့သိရပါတယ်ရှင်းရချေရတွင်ကားဆိုင်ကစပိန်များရဲ့တောင်းတတရောက်ခွင့်ပြိပင်ထားမယ်လို့သိရပါထိဒါအပြင်လမ်းရှောင်းတောင်းတသူတွေရဲ့ကားနယ်ဆိုင်ကတွေကိုတောင်းတလမ်းအဝင်မှာအခမဲ့အနံနိုင်ဖို့စီစဉ်ထားရှိတဲ့သူသိရပါထိရှင်ဆလပီ မြန်မာကျောင်းမြတ်ရန်နာပြပွဲ၌ပလဲကျောင်းစိမ့်နှင့်ကျောင်းမြတ်အသွဲပေါင်း၄၀၀၀ကျော်အားရောင်းချနိုင်ခဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။2025ခုနှစ်အကျဉ်60မြောက်မြမကျောင်းမြတ်ရန်နာပြပွဲမှာပလဲကျောက်စိမ့်နဲ့ကျောင်းမြတ်အသွဲပေါင်း4000ကျော်အားရောင်းချနိုင်ခဲ့တယ်လို့တရန်စားသားနေတဲ့ပောင်းဝပဝင်းချင်းထိန်းသိမ်းရေးဝန်ကြီးဌာနကတည်ရပါတယ်။ နိုင်ငံတော်အတွက်နိုင်ငံချောင်းဝင်ဝေးရှောက်ဖွေပေးနိုင်ဖို့နိုင်ငံသားများအတွက်စီးပွားရေးအကျိုးပြန့်ထုံးမှုများရရှိနိုင်စေဖို့နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်စေဖို့နဲ့အထောက်အကူပြုနိုင်ဖို့မြန်မာချောင်းမြေရန်နာပြပွဲများကိုနှစ်စဉ်ကျင်းပနေတယ်လို့ဆိုပါတယ် လက်ရှိကျင်းပနေတဲ့အကျိန်60မြောက်မြမချုံမြန်ရန်နာပြပွဲမှာ ပလဲအသွဲပေါင်း443သွဲချုံမြန်အသွဲပေါင်း69သွဲအုပ်စုအေးနဲ့ဘီထိုးမှကျောင်းဆိုင်အသွဲပေါင်း2130နဲ့အုပ်စုစီမှကျောင်းဆိုင်အသွဲပေါင်း1412သွဲကိုပြည်တွင်းပြည်ပရန်နာကုန်တယ်များအားရောင်းချပေးနိုင်ခဲ့တယ်လို့သိရပါတယ် အဆိုပါပြပွဲနဝမနေကိုရမန်နေမနက်ပိုင်းကနေပြည်တော်ရှိမန္တလေးရတနာကြောင်စိမ့်ခမ်းမ၌ဆက်လက်ကျင်းပရာမနက်ပိုင်းမှာစတင်ပြီးပြည်ရင်းပြပရတနာကုန်းတဲတွေဟာမန္တလေးရတနာကြောင်စိမ့်ခမ်းမအပြင်ဘက်တပ်မှန်နေရာများအလိုက်ခင်းကျင်းပြတာထားတဲ့အောက်စုစီမှကြောင်စိမ့်ရတော်များကိုစိတ်ကြိုက်လေးလာကြည့်ရှုကြပါထဲ့ ယမန်နေ့ပြောင်းပွဲမှာအုစုစီမှကြောင်းဆိုင်ရသွဲပေါင်း950ကိုပြည်တွင်းပြည်ပရန်နာကုံတဲများအားအိတ်ဖွင့်တင်းသားစနစ်ဖြင့်ရောင်းချပေးခဲ့ပြီးကြောင်းဆိုင်ရသွဲပေါင်း939သွဲရောင်းချခဲ့ရာကြောင့်ထုတ်ပြန်ကြေညာခဲ့ပါထိတ် ဒါအပြင်ပြပွဲတရမနေမှာရောင်းချမဲ့အုတ်စုစီမှကြောက်စိမ်းအတွဲအမှတ်၄400တမ9085အထီကိုပြည်တွင်းပြည်ပရန္နာကုန်တယ်များကကြီးစုစစ်ဆေးကြပြီးဈေးနှုန်းပေးသွင်းလွှာများကိုတက်ဆိုင်ရာတင်တာဘုံများအတွင်းသို့ထည့်သွင်းကြပါတဲ့ အဆိုမှစိန်နှုတ်တင်သွင်းလွှာများကိုတာဝန်ရှိသူများကညနေပိုင်းတွင်ဖွင့်ပေါက်စစ်ဆေးကရောင်းချရသည့်ကြောက်စရံသွဲများကိုဒဝင်းပါလာ26ရက်နနက်ပိုင်းတွင်ကြီးညာသွားမယ်လို့လည်းသိရပါတယ်ရှင်။နိုင်ငံတကာသတင်းပုတ်လေးနဲ့2025ကွမ်ကျိုးမော်တော်ယာဉ်ပြပွဲ၌တရုတ်ဈေးကွက်အတွက်အထူးထုတ်လုပ်သည့်နိုင်ငံတကာမှ ကောင်းပုံစံအသစ်များပြသဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ိုင်ငံမျိုးမျိုးမှမော်တော်ရှင်ထုတ်လုပ်သူတွေဟာ2025ကွမ်ဂျိုးနိုင်ငံတကာမော်တော်ရှင်ပြပွဲမှာတရုတ်ဈေးကွက်အတွက်အထူးထုတ်လုပ်ထားတဲ့ထုတ်ကုန်များကိုမိတ်ဆက်ပြသခဲ့ပါတယ်။လျက်စစ်ကားခန်းနာမှတရုတ်ကုမ္ပဏီများနဲ့ပူးပေါင်းကဒေတာတွင်းရဲ့ခြေဆိုင်လုပ်ငန်းများအရှိန်မြင့်တင်နေကြပါတယ်။ ဂျာမနီမှအော်ဒီကုမ္ပဏီကယခုနှစ်မှ SUV ကားထုတ်လုပ်မှုပုံစံအသစ်ကိုချပြခဲ့ပါတယ်။သူ့ရဲ့ဒီဇိုင်းဘိုင်းကတရုတ်ရဲ့အရှေ့အတွင်းမြင်ထုတ်လုပ်မှု စိတ်ကူးပုံစံနဲ့ကိုက်ညီပြီးရှီယာဖိုးနဲ့အကွာအဝေး900ကီလိုမီတာကျော်ပါဝင်ပါတယ်။ တရုတ်ကအော်ရီယက်အတွက်အရေးကြီးဆုံးဈေးကွက်ဖြစ်ကြောင်းအခုဆိုရင်တရုတ်ကစွန့်ရင်တည်ခန်းနာမှာဈေးကွက်အကြီးဆုံးဖြစ်လာကြောင်းအမြဲတမ်းပိုပိုပြီးစမ်းသစ်တည်ထွင်နေကြောင်းအော်ရီနဲ့ SAIC ပူးပေါင်းဆောင်ရွက်ရေးစီမံခိုင်းရဲ CEO ဖာမီဆိုနေရိုကပြောပါတယ် နိုင်ငံပေါင်းစုံမော်တော်ယာဉ်ထုတ်လုပ်သူတွေတရုတ်နယ်ပူးပေါင်းလာရခြင်းအကြောင်းရင်းကတရုတ်ပြည်ရဲ့စွမ်းအင်သစ်စက်မှုလဲပတ်မှုအားကောင်းလာခြင်းနဲ့ဗတ်ပေါင်းစုံတိုးတက်လာမှုကြောင့်ဖြစ်တယ်လို့ American Food Company မှကိုစလဲကပြောပါတယ်ဂျာမနီကထုတ်လုပ်သူမာစီဒီဘန့်စ်ကပထမဆုံးလျက်စစ်ကားမော်ရယ်ကိုမိတ်ဆက်ပြသထားက F1 လျက်စစ်မောင်းနှင်ဤပညာပါဝင်ထားပါတယ်။ ဒီပြပွဲကိုနိုဝင်ဘာလ30အထိပြသသွားမှာဖြစ်ကစတဲ့မိတ်ဆက်တဲ့မော်ရီတရားနီးပါးနဲ့မော်တော်ယာဉ်တထောင်ကျော်ပြသထားကဒီထဲက60ရာခိုင်နှုန်းကျော်ကတရက်စစ်စွမ်းအင်ကားတွေပြပန်းထဲလို့သိရပါတယ်ရှင်။ ယခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရဲ့နေ့စဉ်သတင်းရအစီအစဉ်တွေပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့ချောင်းသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ကျမခါတော့မြန်မိုးထပ်ပါ